င်္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဘာလ9ရက်အင်္ဂါနေ့ညပိုင်းသတင်းလေးမီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါစကိုင်းတိုင်း6ဦးမျိုးနယ်ထဲကရွာကိုစစ်ကောင်မရှင်တပ်ကဗုံးကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါဝင်ပြည်သူ30ကျော်သေဆုံးပြီးအယောက်40လောက်ထိမှန်ဒဏ်ရာရကုန်ပါတယ် တည်ဆုံးသူတွေထဲမှာဆိုရင်လသားအရွယ်ကလေးကအစာပါတယ်လို့မြေပြတဲ့တင်းရင်မြစ်ကပြောပါတယ်အော်တိုဗာလာ6ရက်တည်င်းကျိုးလပညာစီမီထွန်းပူဇော်ပွဲလုပ်နေတဲ့ရွာလေเจ้าကနေဘုတ်ကျဲတိုက်ခိုက်ခံရတာလို့မြေပြတဲ့တင်းရင်မြစ်ကပြောပါတယ်အခင်းဖြစ်ဖြစ်ချင်းမှာတည်ဆုံးသူ20ကျော်ရှိခဲ့ရာကနေဒီနေ့မှာတော့တည်ဆုံးသူထက်တိုးလာလို့အယောက်30ကျော်40နီးပါးထိတိုးလာတယ်လို့အခြေအနေကို သိတဲ့မြေပြေတဲ့ဒင်းရင်းမြစ်ကပြောပါရယ် တီဆုံးထိခိုက်ဒဏ်ရာရသူတွေဟာခေါင်းပြက်ခြေပြက်လက်ပြက်ဓာမျိုးခန္ဓာကိုအပိုင်းပိုင်းပြက်ပြီးလွင့်စင်ထွက်ကုန်တယ်လို့လဲဆိုပါတယ်တည်ကျွလာပညာ9နာရီကျော်10နာရီလောက်မှာမုံရွာ6ဦးအဆက်6ဦးမျိုးနယ်ထဲကရွာကိုစစ်ကောမရှင်တပ်ကစစ်တပ်လေထီနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့6ဦးဒေသခံတယောက်ကပြောပါတယ်ပါရာမော်တာနဲ့40မမဘုံတီးတွေစက်တိုက်လာကျဲသွားတာလို့ဆိုပါတယ် တိုက်ဆုံသူတွေနဲ့ဒဏ်ရာသူတွေကိုကယ်ထုတ်နေချိန်မှာလဲဘုံဆက်တိုက်ကျဲခဲ့တယ်လို့ဆိုပါတယ်အခုဘုံကျဲတာက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကဖြစ်တယ်လို့လဲဆိုကြပါတယ်တိုက်ပွဲလဲတဆုတ်တရားဖြစ်နေတာမျိုးမရှိဘဲနဲ့လာကျဲသွားတာလို့ဆိုကြပါတယ်တအန်တဲ့ BSLF TNL ထိချုပ်ထားတဲ့ဒီဘောမျိုးနဲ့နမ်သူမျိုးတွေကိုလည်းစစ်တပ်ကတည်ကျိုးလာပြင်းနေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားတွေထိမဲ့ဒဏ်ရာတာတွေရှိခဲ့ပါတယ်။ စစ်ကောင်မရှင်တပ်ကတီဘောမျိုးကိုလေကြောင်းကနေထက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်အပါဝင် အရက်သား၃ယောက်ဒဏ်ရာရရှိခဲ့တယ်လို့တီဘောမျိုးခန့်တွေကပြောပါတယ်အော်တိုဝါ6ရက်နေ့တည်င်းကျုလပြင်းနဲ့မနက်9:42မိနစ်မှာတီဘောမျိုးမိုက်ခရိုဝေ့ဆက်သွယ်ရေးရုံထဲစစ်တပ်ကပေါင်150ဘုံတလုံးကျဲခဲ့တာဖြစ်ပါတယ်ဆက်သွယ်ရေးရုံနဲ့ဒေသခံတွေရဲ့အိမ်တချို့ထိမှန်ပျက်စီးခဲ့ပါတယ် အဲ့ဒီနေ့မှာစစ်တပ်ကနမ်မသူမျိုးလဲတဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အိဆယ်လုံးကျော်ပြည့်စည်ခဲ့ပါတယ်။အဲ့ဒါပြင်အော်တိုဘာ9ရက်နေ့ဒီနေ့မနက်6နာရီခွဲလောက်မှာလဲစစ်တပ်ကနမ်မသူမျိုးကိုလင်းရင်နဲ့ထပ်ပြီးဘုံကျဲခဲ့လို့ပုတ်ပါရုံဖုံကြီးကျောင်းကို ထိမှန်ပြီးပြည့်စည်သွားခဲ့ပါတယ်။တီဘောမျိုးနဲ့နမ်သူမျိုးကိုစစ်တပ်ကဒီရက်ပိုင်းစစ်တိုက်လေးကြောက်ကနေဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ် ဇွန်လ4ရက်ကနေအော်တိုဘာလ6ရက်အထိတီဘောမျိုးကိုဆက်တိုက်လေကြောင်းကနေဘုံကျင်းနေတယ်လို့နမ်သူမျိုးကိုလည်းအော်တိုဘာလ2ရက်နေ့6ရက်နေ့နဲ့9ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ကြောက်မဲကိုတင်ပြီးတဲ့နောက်စစ်တပ်ကတီဘောမျိုးကိုထိုးစစ်ဆင်နေတယ်လို့တအန်သက် TNL ထိချုပ်ထားတဲ့နမ်ဆန်မန်တုံနမ်သူမျိုးတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေတပြိုင်တည်းလုပ်နေတာလို့မြပြည်သတင်းရင်းမြစ်ကဆိုပါတယ်။ စကိုင်းကချင်အဆက်ကဗမောင်းမြို့နယ်မှာတော့စစ်ကောင်မရှင်တပ်နဲ့ရှမ်းနီတပ်မတော် SNA တို့ကရွာတချို့ကို ပြက်ပြီးသိမ်းယူလိုက်ပါတယ်စစ်ကောင်မရှင်နဲ့ရှမ်းပြည်တပ်မတော် SNA ပူပေါင်းအဖွဲ့ကထိုးစစ်ဆင်လာနေတာကြောင့်တော်လှန်ရေးအင်အားစုတွေတိုက်ပိုက်ထားတဲ့ရွာတချို့ကိုပြန်လဲလွတ်လိုက်ရလာလို့ဆိုပါတယ် အော်တိုဘာ၄ရက်နေ့ကစပြီးစစ်ကော်မရှင်ဘက်ကထိုးစစ်ဆင်လာတာဖြစ်ပြီးတော့ဗမောက်မျိုးနဲ့ငားမိုက်အကွာက ခမိုးရွာဆက်တော်ရွာတွေကိုပြန်ပြီးလဲလွတ်လိုက်ရတာလို့မြင်ပြတဲ့တင်းရင်းမြစ်ကပြောပါရယ်စစ်ကော်မရှင်တပ်ကဗမောက်မျိုးကိုပြန်လဲထိန်းချုပ်နိုင်ရေးဟုံမလေးမျိုးနဲ့ရှိတမတ်33လက်အောက်ခံတပ်သားတွေနဲ့နေမြစ်ခန့် SNA အဖွဲ့ပေါင်းပြီးထိုးစစ်ဆင်နေရလို့ဆိုပါရယ် ဗမောက်တိုက်ပွဲထဲအော်တိုဘာလ6ရက်နေ့မှာလေကြောင်းကနေပြစ်ကူပေးတာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်ဗမောက်မြို့ကိုတော်လန်ရင်အင်အားစုတွေကစက်တင်ဘာလ20ရက်နေ့မှာတိုက်ပိုက်ရရှိခဲ့တာဖြစ်ပါတယ်အထောက်ထားမဲ့အလုတ်သမားတွေအွန်လိုင်းကနေမပုတ်တင်နိုင်မဲ့စနစ်ကိုအော်တိုဘာလ23ရက်နေ့မှာ ထိုင်းတပ်နိုင်ငံလုံးမှာစတင်တော့မှာဖြစ်ပါတယ် အွန်လိုင်းကနေမပုံတင်နိုင်မဲ့ e-work permit စနစ်ကို အော်တိုဘာလ17ရက်နေ့မှာထိုင်းတက်နိုင်ရန်လို့အတိုင်းအတာနဲ့လုပ်ပြီးတော့မှဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ဝန်ကြီးကပြောဆိုလိုက်ပါတယ် EWA ပါမေ electronic စနစ်နဲ့အလုတ်သမားတွေအတွက်ရှောက်လာရီတင်တာစစ်ဆေးတာအတီးပြုတ်ပေးတာတွေအပြင်အလုတ်လုတ်ခွင့်လက်မရယူတဲ့အထိ online ကနေသစဉ်24နာရီဝန်ဆောင်မှုပေးသွားမယ်လို့ထိုင်းသတင်းတွေက ဖော်ပြကြပါဗျာ ဒီလိုလုပ်ပေးနိုင်ဖို့အတွက်တနိုင်ငယ်လုံးမှာအလုလုခွင့်လက်မှတ်ဝန်ဆောင်မှုစင်တာပေါင်း54ခုပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ် အဲ့ဒီစင်တာ54ခုမှာထိုင်းနိုင်ငံကို ရောက်နေတဲ့မြန်မာလာအိုကမ္ဘောဒီးယားနဲ့ BNN လေးနိုင်ငံကတိုင်းနဲ့ချီတဲ့အထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သားတွေကိုအွန်လိုင်းကနေနာမည်စရင်းသွင်းဖို့ဝန်ဆောင်မှုတွေပေးသွားမှာလို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကကြေညာပါတယ်ဒီစနစ်ဟာအချိန်ကုန်ငွေကုန်တက်တာစီမှာဖြစ်တယ်လို့ဆိုပေမဲ့အလုပ်သမားတွေဘက်ကတော့ညီပြညာပိုင်းမကျွမ်းကျင်တဲ့သူတွေအတွက်အခက်အခဲဖြစ်မှာကိုစိုးရိမ်နေကြပါတယ် ဘာထောက်ထားမှမရှိသေးတဲ့အလုတ်သမားဦးအနေနဲ့အော်တိုဘာလ15ရက်နေ့မှာလက်မှတ်အသစ်အတွက်နာမည်စီးရင်တွင်လိုက်မှာဖြစ်ပါတယ်။ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ရက်သက်နေတဲ့အမေရိကန်ပြည်ထောင်စုအစိုးရရန်တရားလေပတ်ဖို့အသုံးစရိတ်အတီးပြုနိုင်ရေးအတွက်ဥပဒေကျမ်းကိုလွတ်တော်မှာမဲပေးခဲ့ပေမဲ့လိုအပ်တဲ့ထောက်ခံမဲမရရှိခဲ့ပါဘူး။ဒါဟာ၅ကြိမ်မြောက်ဥပဒေမူကျမ်းအတီးပြုဖို့စူးစမ်းခဲ့တာလည်းဖြစ်ပါရဲ့။ အော်တိုဘာ6ရက်မနေ့ကအထက်လူတော်မဲပေးမှုမှာအတိုက်အခံဒီမိုကရက်ပါတီကတင်တဲ့အစိုးရအသုံးစရိတ်အစုနဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့ Republican အမတ်တွေတင်တဲ့အသုံးစရိတ်အစုကိုတော့မဲပေးရမှာအတိမပြုတ်နိုင်ပဲဖြစ်ခဲ့တာပါ စုစုပေါင်းမဲ60ကြော်ပေးတဲ့အထဲမှာအတီးပြုတ်နိုင်ဖို့မဲ60လူပေမဲ့ဘဲအစုကမှ55မဲတော့မကြော်ခဲ့ပါဘူးအဓိကသဘောအထားကွဲလွဲနေတာကတော့ဒီမိုကရက်တွေလက်ထက်မှာအတီးပြုတ်ထားတဲ့ကျမ်းမာရေးထောက်ပံ့ငွေကိစ္စဖြစ်ပါတယ်သမဒါထရက်ကအလုံးမဖြစ်ဘူးလို့ဆိုတဲ့အဲ့ဒီထောက်ပံ့ငွေတွေကိုဖျက်တောက်စေချင်ပြီးတော့ ီမိုကရက်တွေကဝင်ဝင်နေတဲ့အမေရိကန်တွေအတွက်ထောက်ပံ့ငွေတွေကိုမပြတ်တောက်ဖို့တင်းခံနေတာဖြစ်ပါတယ်။အခုဆိုရင်ဘတ်ဂျက်အသုံးစရိတ်သဘောတူညီမှုမရလို့အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းနေတာနှစ်ပတ်ရှိသွားပြီဖြစ်ပါတယ်။မြန်မာပြည်မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်အတွက်ထပ်ပတ်ငွေဘတ်15တန်နီးပါးကိုအာဆီယံကတဆင့်ထပ်မံလူဒန်းခဲ့ပါတယ်။ အာဆီယံရုပ်ဆိုင်ထားတဲ့အင်ဒိုနီးရှားနိုင်ငံကိုရောက်နေတဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်မစ္စတာစီဟာဆက်ဖွာခက်ခေါင်ကအာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးစင်တာ AHE စင်တာကိုလူကိုယ်တိုင်တွားရောက်လူတိုင်းခဲ့တာဖြစ်ပါလေဒီလူငွေတွေကိုငလင်းနဲ့တင့်ခဲ့တဲ့သူတွေစီကို ပေးပို့ကူညီပေးမယ်လို့ AHE စင်တာအကြီးအကဲကပြောခဲ့ကြောင်းလဲထိုင်းနိုင်ငံကသတင်းထုတ်ပြန်ထားပါတယ် ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုပေးနိုင်ဖို့နိုင်ငံတကာနဲ့လက်တွဲလှုပ်ဆောင်သွားချင်တယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ကပြောပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလုခဲ့တဲ့ပြင်အားခွန်ဒသမခွန်မဂနီကျူးရှိတဲ့သခိုင်းငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ပြီးတော့ငလင်တန်ခံရတဲ့ပြည်သူတွေမှာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေအများကြီးလိုအပ်နေဆဲဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကမြေရှားတပ်တုပထမတုပ်ကိုပြီးခဲ့တဲ့အပတ်ထဲမှာအမေရိကန်ကိုပေးပို့ခဲ့ပါတယ်။ဒါဟာစက်တင်ဘာလအတွင်းပေးပို့ဖို့သဘောတူညီခဲ့တဲ့မြေရှားတပ်တုဒေါ်လာတန်း900ဖို့ပထမအုပ်ဖြစ်ပါတယ်။ဒါဟာအမေရိကန်ပါကစ္စတန်ဆက်ဆံရေးကိုထူးထူးခြားခြားပြောင်းလဲလာစေမဲ့အလားအလာလေးဖြစ်တယ်လို့နှစ်နိုင်ငံလုံးကဆိုပါတယ်။ ကစ္စတန်နိုင်ငံက Frontier Watch Organization FWO နဲ့ American USSM လို့ခေါ်တဲ့ American ပြည်ထောင်စုမဟာဗျူဟာတတူလုပ်ငန်းတို့ကြားပြီးခဲ့တဲ့လကဒေါ်လာတန်900တန်ဖိုးရှိတဲ့မြေရှားတတူပေးပို့ဖို့နားလည်မှုစာချုပ်လွှာလက်မှတ်ထိုးခဲ့တာကိုအကောင့်ထဲပေါ်တာဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ဝန်ကြီးချုပ်ရှက်ဗတ်ရှာရက်ကတော့လှုပ်ချုပ်ပြီး क्वे ပြတဲ့ပြည်စီပေးသွင်းမှုလမ်းကြောင်းကိုတိဆောက်တာဖြစ်ပြီးနှစ်နိုင်ငံလုံးအတွက်အကျိုးရှိစေမယ်လို့ပြောလိုက်ပါတယ်ပထမဆုံးပေးပို့မှုထဲမှာတော့အင်တီမိုနီ ပြင်းအမြင့်ကျင်းတဲ့ မြေရှားတပ်သူတွေပါဝင်တယ်လို့နှစ်နိုင်ငံထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်အမေရိကန်နိုင်ငံကဗျူဟာမြောက်အရေးပါတဲ့တပ်သူပေးသွင်းမှုလမ်းကြောင်းကိုအားပြဖို့နဲ့တရုတ်အပေါ်မိခိုရောက်မှုကိုရှော့ချဖို့အတွက်ခြေလှမ်းတွေပြင်ဆင်နေရလဲဖြစ်ပါတယ် တင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်းနယ်လိုက်နေကနေတောက်ကြနေအထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကို ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။